တက်စီကနောက်ဆုံးပွဲမှာဒါဆန်ဒါလန်ကိုရှုံးခဲ့တယ်ပေါ့နော်ပြီးတော့ဒီဂျားရမှာကစားတဲ့ကာရာဘောင် ဖလားပွဲမှာလည်းဝူအသင်းကိုနိုင်တော့နိုင်ခဲ့တယ်ဒါပေမဲ့သူတို့ခန်စစ်က3ဂိုးတောင်ပေးခဲ့ရတယ်အဲ့တော့သူတို့အသင်းမှာအန်ဒါလိုင်းဖြစ်နေတဲ့အားနေချက်တွေကိုကျွန်တော်တို့ကဆက်လက်မြင်တွေ့ရတယ်ပေါ့ ပြောမယ်ဆိုရင်စပါးတင်ရဲ့ defense stat ဒီ between line နဲ့ကို3ယောက်လောက်ဝင်ပြီးကစားတဲ့အနေအထားမျိုးမှာဒီပလင်ညာနဲ့ဘဏ္ဍကသုံးတာပဲပို့ပြီးတော့စေ့ဖြစ်မယ်လို့တော့ကျွန်တော်ယူဆပါတယ်။ဇာဘီဆိုင်မွန်အနေနဲ့ကတော့ဒီပွဲမှာကျွန်တော်နံပါတ်3ရုပ်ကစားတာထက်ဘယ်ချမ်းကစားတာကိုပို့ပြီးတော့ဟိုဖြစ်စေချင်တယ်။ Soccer operator များအားလုံးပဲမင်္ဂလာပါဒီ season ကိုကတော့ Wise Back ကနေပြောမှာအဓိကကူညီပံ့ပိုးပေးထားပါတယ်။ Break တူတွေကဘောလုံးနဲ့အားကစားနည်းတွေကိုရင်ခုန်ခြင်းနဲ့မိတ်ဆွေတွေအတွက် odd အကန့်အသတ်ရှိတဲ့ဒါ mount တွေ ထူးခြားတဲ့ဒါဈေးွက်အစုံနေတဲ့သူရင်ကုန်ချင်တော့ Wise Bet ကိုဒေါင်းလုဒ်လုပ်ပြီးတော့မှ One Soccer Hawk Promo Code နဲ့အတူဒါအကောင့်ဖွင့်ကစားနိုင်ပါလေပထမဆုံးတွင်းငွေအတွက်အများဆုံးဒေါ်လာ130နဲ့ညီမျှတဲ့မြန်မာငွေကိုဒါစုလက်ဆောင်ရယူနိုင်တဲ့စုလက်ချောင်းကိုတင်ကောင်းပါခြင်းပါလေတခြားအားကစားနည်းတွေနဲ့တူအခါအားလျော်စွာအထူး promotion အစီအစဉ်တွေရှိတယ်ဆိုတဲ့အကြောင်းကိုလည်းတင်ကောင်းပါလိုက်ခြင်းပါလေ promo code ကိုတော့ video ရဲ့ comment box မှာ ပြန်လည်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာဆက်ကြပြည့်တဲ့များအားလုံးပဲမင်္ဂလာပါဗျာ ီတစ်ပတ်စနေနေ့ညမှာရှင်ပြိုင်ကစားမဲ့တော်တန်ဟန်ဟော့စပါအသင်းနဲ့ချယ်ဆီအသင်းတို့ရဲ့ပွဲကြုံသုံးသက်ချက်ကိုကျွန်တော်နဲ့ဒူအားသားကလောင်နေဖြစ်တဲ့ကောင်းတဲ့စီတူကသုံးသက်ပြောဆိုပြီးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာညီလို့မင်္ဂလာပါဗျမင်္ဂလာပါကုန်မင်္ဂလာပါကိုဟုတ်ကဲ့ပါဒါဟိုစပါတော့ဒါပြီးခဲ့တဲ့ပွဲမှာဒါအမှတ်မထင်ပါလိဒါရှုံးသွားတယ်ပေါ့လေရှုံးသွားရဲ့ဆိုတော့ဒီတစ်ပတ်မှာလည်းဒါ Chelsea တင်းနဲ့ဒါဟိုပွဲချက်လာပြီးရင်ဆိုင်ရမှာပေါ့လေဟိုဖြစ်ချင်တော့လေဒါ London နဲ့တင်းဖြစ်နေရပါလိအဲ့တော့ပွဲကတော့တော်တော်လေးကြည့်ကောင်းမလို့တော်ဟိုယူဆရတယ်ပေါ့လေအဲ့တော့အရင်ဆုံး ဒါစီးသူဘက်ကရင်းဆုံးစပြီးတော့သုံးသပ်ပြီးပါမြားဒီ Chelsea အသင်းနဲ့ပတ်သက်ပြီးတော့ဒီပွဲအခြေအနေနဲ့ပတ်သက်ပြီးတော့အဟုတ်ကဲ့ Chelsea ကနောက်ဆုံးပွဲမှာဒါ Sunderland ကိုရှုံးခဲ့တယ်ပေါ့နော်ပြီးတော့ဒီဂျားရမှာကစားတဲ့ Carabao Cup ပွဲမှာလေ Wolves အသင်းကိုနိုင်တော့နိုင်ခဲ့တယ်ဒါပေမဲ့သူတို့ခံစစ်က3ဂိုးတောင်ပေးခဲ့ရတယ်အဲ့တော့သူတို့အသင်းမှာ underline ဖြစ်နေတဲ့အားနည်းချက်တွေကိုကျွန်တော်တို့ကဆက်လက်မြင်တွေ့ရတယ်ပေါ့နော်အဲ့ဒါကခံစစ်ပိုင်းအားနည်းချက်ပြီးတော့ဒီ tight sit ပိုင်းမှာလည်း ့လိုအပ်ချက်ကလေးတွေရှိနေသေးတယ်အထူးသဖြင့်ကိုဘာမှမပါဝင်တဲ့ကွက်လပ်ပေါ့နော် creativity ကွက်လပ်ကတော်တော်လေးကြီးတယ်တော်တော်လေးကြီးတာဖြစ်တဲ့အတော့ Chelsea အသင်းအနေနဲ့တိုက်စစ်ကောခံစစ်ကောမှာလိုအပ်ချက်တွေအနည်းငယ်စီရှိနေတယ်ခံစစ်ရဲ့လိုအပ်ချက်ကတော့ပိုပြီးတော့ကြီးတယ်ပိုပြီးတော့ကြီးရဲ့အခြေအနေမှာမှာအခုကဒါ Spurs နဲ့တွေ့နေတာပေါ့နော်အဲ့တော့ Spurs ကပြီးခဲ့တဲ့အပတ်တုန်းကသူတို့ Everton ကိုအဝေးကွန်းမှာအနိုင်ယူခဲ့တယ်ပေါ့နော်အဲ့တော့ Everton ကဒီ league မှာ service တကူမှမပေးရသေးဘူး service မပေးရသေးတဲ့အနေအထားကို spa သင်းကဒါ service နှစ်ကိုးသွင်းခဲ့တယ်ပေါ့နော်။နောက်ကဘောကလည်းနှစ်ကိုးသွင်းခဲ့တယ် van der van ရဲ့နှစ်ကိုးနဲ့သူတို့ဦးဆောင်နိုင်ခဲ့တယ်။ spa သင်းကဒီ thomas frank letter မှာတော်တော်လေးကိုဟို service ကိုအားပြုတဲ့အသင်းဖြစ်လာတယ်။သူတို့ရဲ့ဒီနီးပြ service နီးပြ andres georgsen ပေါ့နော်။သူနဲ့လက်တွဲပြီးတော့ပိုကောင်းတဲ့ routine state ကိုသူတို့လုပ်နေတယ်။ဒါကဥရောပ super blah ပွဲအဲဒီ psg အသင်းနဲ့ပွဲကလေးကသူတို့ရဲ့ set piece အပြုမှုကိုအသိအသာတွေ့ရတယ် Chelsea အသင်းကကြတော့သူတို့ရဲ့ set piece attacking ဘက်မှာတိုးတက်မှုတွေအများကြီးရှိလာတယ်။ဒါပေမဲ့ set piece defending ဘက်မှာလိုအပ်ချက်တွေအများကြီးရှိနေတာကိုတွေ့ရတယ်။ပြီးခဲ့တဲ့ဒါ Sunderland နဲ့ပွဲမှာလည်းဒီလက်ပစ်ဘောပေါ့နော် long throw ပေါ့ long throw ကနေပစ်ပေးပြီးတော့အဲ long throw ရဲ့ဒုက္ခပေးခြင်းကိုခံခဲ့ရတယ်။ပြီးခဲ့တဲ့ Wolf နဲ့ပွဲမှာလည်းအဲ long throw ကဒုက္ခပေးခြင်းကိုခံခဲ့ရတယ်။ပြီးတော့ long ball တွေကဒုက္ခပေးခြင်းကိုခံခဲ့ရတယ်။အဲ့တော့ Spa ကအဲ့ဒီအပိုင်းတွေမှာထူးချွန်တဲ့အသင်းဖြစ်နေတယ် စပါးသင်းကမန်ချက်စတာစီးတီးကိုဒုက္ခပြီးတော့လေလောင်းဘောတွေစကန်ဘောတွေနဲ့ကစားသွားတယ်ပြီးတော့သူတို့ရဲ့ဒီလောင်းသရိုးကလည်းတိုမတ်ဖရန့်ရဲ့လက်အောက်မှာပိုကောင်းလာတယ်ပြီးတော့တရားအရန်ကောင်းတဲ့ကေဗင်တန်ဆိုလို့ကစားသမားပြီးတော့ဘယ်ရီဗောလူလို့ကစားသမားရဲ့ပိုင်ဆိုင်ထားတယ်ပေါ့နော်လက်ဖြစ်ဘောကိုဘလောက်တောင်အလေးထားသလဲဆိုရင်အခုသူတို့ audition တွေပါလုပ်နေတာပေါ့နော်ဒီဒီအပတ်လက်ဖြစ်ဘောသူပြစ်မလဲဆိုတဲ့ audition မျိုးကိုပြုလုပ်ပြီးတော့စပါချင်းကတ်နေတာအဲ့တော့အားလုံးအချုပ်ကြည့်လိုက်မယ်ဆိုရင်စပါရဲ့အာသာချက်တွေဟာ Chelsea ရဲ့အခု ေဆိုင်တွေရဲ့အားနည်းချက်ပေါ့နော် set piece ပိုင်း long throw တွေအထဲကိုပစ်ထည့်တဲ့အချိန်မှာခေါင်းတွေဝိုင်းတိုက်ပြီးဒုက္ခပေးတဲ့အပိုင်းအဲ့ဒီအပိုင်းမှာအားနည်းနေအောင်တွေ့ရတယ်ပြီးတော့အဲ့ဒီအပိုင်းကရုပ်ချင်းတိုးတက်အောင်လှုပ်လို့ရတဲ့အပိုင်းတော့မဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့ Chelsea က physical အားနည်းချက်သဘာဝအရအားနည်းချက်ကိုဖြစ်နေတာ Chelsea ရဲ့ center back တွေကများသောအားဖြင့်ပေါ့နော်တာမန်အလုံးအထည်ပဲရှိကြတယ် aerial အားဖြင့် dominance ဖြစ်နေတယ်တယောက်မှမပါဘူးအဲ့တော့အိတ်ခန့်စစ်တွေမဟုတ်ဘဲနဲ့ကျွန်တော်တို့ right back တွေ left back တွေပဲကြည့်ကြည့် အဲဒီ center defensive midfielder ကိုပဲကြည့်ကြည့်ဥပမာဒါဖဲလင်းညာတို့ Rodrigo လို့ကစားသမားမျိုးပေါ့ Chelsea မှာလည်းအဲ့လိုကစားသမားမရှိဘူး Kaiser တို့ကမြေပြင်မှာတော့အရင်ကောင်းတယ်ဒါပေမဲ့ခုနလို box ဆဲကအခြေအနေတွေမှာသူလိုအပ်ချက်ရှိတယ် Anzo ဘသူပဲကြည့်ကြည့်ပေါ့နော်ဘသူပဲကြည့်ကြည့်နေရာတိုင်းမှာအဲဒီ physical dominance player တိတ်မရှိဘူး area အနေနဲ့ကြည့်မယ်ဆိုတိတ်မရှိဘူးအဲ့တော့ Chelsea အနေနဲ့သူတို့မှာအားသာချက်တွေရှိရှိသေးရတော့မှန်တယ်ကွန်းလေပဲအားကောင်းတာရှိသေးရတော့မှန်တယ်ဒါပေမဲ့သူတို့ရဲ့အားနည်းချက် ပြီးတော့လက်လက်လောလောမြင်တွေ့ခဲ့ရတယ်ပေါ့နော်လောလောဆယ်မြင်တွေ့ခဲ့ရတဲ့အားနည်းချက်တွေကဟိုထင်းထင်းရှားရှားဖြစ်နေတယ်အော်ဒီချိန်မှာစပါနယ်လာတွေ့တယ်ပေါ့နော်အဲ့တော့ချဲစီအသင်းအတွက်အဝေးပွင့်ပွဲစဉ်အားကောင်းလာရှိနေတယ်ပေမဲ့သူတို့ရဲ့အားနည်းချက်တွေကဒီပွဲမတိုင်ခင်ဟိုတတိထားစရာအချက်တွေအဖြစ်တင်တာတင်တာရှိနေတယ်ဆိုတော့သိကြပါလေဗျဟုတ်ကဲ့ပါဟိုဒီစပါအသင်းပေါ့လေစပါအသင်းကလည်းတကယ်တော့ကိုဒီယာဒီမာဒီတော်မတ်ဖန်နဲ့လူတွားနေတဲ့ ဒီအသင်းရဲ့ဆွမ်းဆောင်ရေးကဘာပဲပြောပြောဒီရလက်အဖြစ်တော့အခုလက်ရှိမှာဒါအဆင့်3နေရမှာရက်တည်နေပေါ့လေအဲ့တော့ဟို ကြည့်လိုက်မယ်ဆိုတော့ဒီစပါသင်းရဲ့ဒီရတာပိုင်းရတာကျင်းနဲ့အားရတယ်လို့ဟိုပြောလို့ရပါမယ်တကယ်တော့အသင်းရဲ့ဒီစွမ်းဆောင်ရည်နဲ့ပတ်သက်ပြီးခြေစွမ်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကနည်းနည်းလေးတော့တန်တရားဖြစ်နေပြီတယ်ဗောလေအဲ့ဒါဘာလဲဆိုတော့ခုလက်ရှိမှာဒါစပါကနည်းနည်းလေးဒဏ်ရာပြတ်နိုင်နေနည်းလေးကြုံတွေ့နေရတယ်အဲအဲ့ပြီးမှဒါသူတို့ရဲ့ဒီကွင်းလယ်ပိုင်းဗောကွင်းလယ်ပိုင်းကဘယ်လိုပြောမလဲဒီနမစစ်ဘလူးကစားသမား2ယောက်ကိုအတူတူပွဲထွက်ပြီးဟိုတုံးနေရကြီးကကျွန်တော်သိရောသဘောမကျဘူးဗောလေအဲ့ဒါဘာလို့သွားပြီးဟိုဖြစ်လို့သူဒီဟိုတိုက်စစ်ပိုင်းကိုနည်းနည်းလေးအားနေနေလို့ကျွန်တော်ယူဆတယ်ဗောလေဟိုဆိုလိုချင်တာကဒီကူလူဆက်စကီကိုဟို ိုဂျိမ်းမနေစင်ရောမရှိတဲ့ဒီကွက်လက်ကိုအခုလက်ရှိမှာဘယ်ကစားသမားအစ်စ်ပဲဝင်ဝင်အဆင်ပြေဖြစ်နေတယ်အဲ့တော့အဲအဲ့ဒီတပိုင်းမှာအသင်းရဲ့ဒီတိုက်ဆက်စတင်တဲ့နေရာမှာလည်းဒီနံပါတ်7ရူကစားသမား2ယောက်ဖြစ်တဲ့ဒီပရိညာနဲ့ဒါဘန်ဒန်ကာကို2ယောက်အတူတူသုံးနေတဲ့အတွက်ဟိုပြောရမယ်ဆိုရင်ဒီ forward pack ဒီဒါဟို progressive ဟို action တွေမှာနည်းနည်းလေးအားနေတယ်လို့ဖြစ်နေပေါ့လေအဲ့တော့စပါးသင်းရဲ့ကွင်းလင်ကဟိုပြောလို့ကျင်တာကဒီဘယ်လိုပြောမလဲဒီ pro ဟိုဘယ်လိုပြောမလဲဟို ပနက်ထရိတ်ပတ်တွေပေါ့ဟိုအញ្ញိုင်းမမြင်အောင်ပေါ့လေအဲ့တော့တိုက်စစ်ဆန်မှုနည်းနည်းလေးအားနေနေတယ်အဲ့ဒီအတိုင်းပဲဟိုဟိုစမားသိရင်တိုက်စစ်ကလည်းကြိတ်လိုက်လို့ရှင်တခုခုလုံနေသူခန်းစားနေရပေါ့လေအဲ့တော့အခုတွေ့မဲ့အတင်းရဒါချဲစီအတင်းနဲ့တွေ့ရဆိုတော့ဒီစပားအတင်းရဲ့ဒီကွင်းလေပိုင်းကိုဘလူတွေပြင်ဆင်လာနိုင်လေအဲ့တော့ဟိုတမဖန်အနေနဲ့အခုဒီပြီးခဲ့တဲ့ဘွဲရလူပဲဒီဟိုဘန်နန်ဂါနဲ့ပလင်ညာတို့အတွက်ဘွဲ73မှာလာဒါမှမဟုတ်ဒီနံပါတ်10ရုံးနေရာမှာပေါ့ဘယ်ကစားသမားကိုစပြီးတော့ဟိုဘယ်ကစားသမားကိုဟိုတုံးမဲ့ထင်းလေအာကိုအာကိုကောင်းတဲ့အမြင်လေးဆက်ပြီးပြောပြပါအောင်ဗျဟုတ်ပါတယ်ကိုဝင် ပါကဟိုကြိလိုက်မယ်ဆိုရင်ဒါတော့ဗန္ဒငါနဲ့ဒီပလင်ညာသုံးတာကဒီတိုက်စစ် mindset နဲတယ်ပေါ့လေခက်စစ် mindset ပုံများတယ်ဒီ safe pass တွေများတယ်ပေါ့ဒီ penetrative pass တွေထက်ဆိုင်ရင်ဒီ bay bay တွေနောက် bay တွေများတယ်ဆိုတဲ့ပုံစံမျိုးတွေ့ရတယ်သူတို့ရဒီ progression routing ကို routing ကိုကြိလိုက်မယ်ဆိုလဲဒီ အဲအစွန်တွေကနေပဲသွားရတယ်ဗောနော်ဒီပထရိုပေါ်ရိုဂူဒုစ်ကတို့ရဲ့တကယ်ဟိုတိုက်ဆက်ကိုသွားတယ်အဓိကလမ်းကြောင်းလိုမျိုးဖြစ်နေတယ်ဒါပေမဲ့အဲ့ဒါဟိုကလည်း तू ကတောမန်ဖရက်ဖြစ်နေတာကိုသွားပြီးတွေ့ရတောမန်ဖရက်ကတော့ဒီတိုင်းပဲသွားမှာပဲသူ့ရဲ့ကစားပုံကိုဟိုအရတော့ဒါဟိုစပါးတင်ရအတင်းကြီးတတင်းရဟိတ်ဟန်မျိုးပျောက်ဆုံးနေရတော့အမှန်ပဲစပါးတင်ပြိတ္တတွေလည်းဒါကိုထောက်ပြတာရှိတယ်အဲဒါမဲ့ဒီရလက်ပိုင်းအဖင်ဒီအမှတ်ပေးစရာယက်တိမှုအားပိုင်းဖြစ်ကြည့်လိုက်မယ်ဆိုရင်ဒါ၅ပွဲနိုင်၂ပွဲသေး၂ပွဲရှုံးနေအဆင့်၃နေရာမှာယက်တိနေတယ်ဆိုတာဒါ ဟိုအချိန်၄ခေါင်းတစ်ခုပေါ့လေဒါပြောမှာဆိုစပါးသင်းနေနေဟိုလက်ရှိပရီးမီးယားလိရဲ့ trend ကိုကြီးလိုက်မယ်ဆိုလဲ Thomas Frank ရဲ့ way ကဒီ trend နောက်ကိုကွက်တိသွားဝင်နေတာကိုလည်းတွေ့ရတယ်ခုနကိုစီသူပြောခဲ့တယ်လို့ပဲ long throw တွေအဲ long ball တွေနဲ့ဒီ set piece တွေကလည်းအားကောင်းနေဟိုအတာကျတဲ့ဖက်မှာအရန်အားကောင်းတဲ့အခါမှာဒီအားနဲ့ချက်ကသွားပြီးပေါ်တာပေါ့လေအတာချက်ကသူတို့ဒီ set play တွေကနေ goal တွေအရန်ရတယ်သူတို့အသင်းမှာ goal အများဆုံးတွင်းထားတာဆိုရင် Richard Leeson တိုက်ဆက်မှာရှိတယ်အဲအဲ့နောက်ကိုကြည့်လိုက်တော့ဒီ Van Diven သွားပြစ်နေတာကိုတွေ့ရတယ်ပေါ့နော်ဒီ expected goal value ကလည်း Van Diven က ရီချယ်လီဆန်ပြီးွားရင်နံပါတ်2နေရာမှာရက်တည်နေတယ်အဲဒါပေမဲ့စပါးသင်းကိုဒီ set piece တွေကိုဖယ်လိုက်မယ်ဆိုရင်ဒီ open play ကနေကိုးရနေတာတွေနဲနေတာတော့အမှန်ပဲအဲသူတို့ရဲ့ကွင်းလယ်မှာအရန်ကို save patch တွေပေးနေတဲ့အခါမျိုးမှာ kudos ကိုပို့ပြီးအားကိုးရတယ်ဗောဒီ udus guide ဒီညာချမ်းညာတောင်မန်းနေပြီးတော့ deep block လုပ်ပြီး pro borosi ကနေဘလုံးလက်ခံနေအဲ့ရနေပြီးတော့မှဒီပြိုင်ဘက်ရဲ့ block ကိုသူတို့သူတို့အသင်းရဲ့ညာချမ်းကိုဆွဲခေါ်ပြီးတော့ဒီ vanivan ကိုပြန်ပြီး vanivan ဘယ်ချမ်းက zavi simon တို့ဒီ ဒီတို့တို့ဘယ်ကြမ်းတိုက်ဆက်ကိုပြန်သွားတော့တွေ့ရဒီ spans လို့ ਨੇ ပြန်သွားတော့တွေ့ရတယ်ဗောနော်အဲ့တော့ဟိုစပါးသင်းရဲ့ဒီ progression ကတော့တော်တော်လေးအားနေတယ်ဒါပေမဲ့တို့သွားနေတဲ့ပုံစံအရာလဲတို့ဝေးရတော့ရက်လက်ပိုင်းအဖြစ်ရောမှတ်ပြီးဇေယျရက်တိမှုဘိုင်းအဖြစ်ရောအားကောင်းနေတာပဲဗောနော်အဓိကဟို Everton နဲ့ပွဲနေ့မှာတော့အဲ့ဒါကိုပြင်သွားတာတော့တွေ့ရကျွန်တော် Kudus ကိုဒီ number 10 row ကစားရတယ် Brandon Rogers ပါလာတယ်အဲပြီးတော့ဒီ Brandon Johnson ပါလာတယ် sorry Brandon Johnson ပါလာတယ်ဒီဘယ်ချမ်းမှာ Zavi Simon ကိုသုံးတော့တွေ့ရတယ်အဲ့တော့ဒီ Zavi Simon နဲ့ Gurus နဲ့ဟိုကစားတဲ့နေရာလေးကနည်းနည်းလေးပို့ပြီးနှီးကပ်သွားတဲ့အချိန်မှာတော့ Spartan တိုက်ဆက်လမ်းကြောင်းလေးတွေပို့ပြီးပွင့်တာကိုလည်းတွေ့ရတယ်သူတို့ရဲ့ဒီ final third ဆုံးမှာ ဟိုလာပြီးတော့ဘလုံးတောင်းနေတဲ့ကစားသမားကြီးအတွက်ပိုပြီးညားတာလို့တွေ့ရတယ်။ဒါကတော့လက်ရှိသွားနေတဲ့ဟို free box free ပုံစံမှာပဲပေါ့လေ။ဒီ spans ကဘယ်ချမ်းဝတ်ကိုယူလိုက်တယ်။ဇာဗီဆိုင်မွန်ကအတွင်းထဲကိုဘယ်ချမ်းနဲ့မတန်းရိုးဝင်နေ။ Kudus ကညာချမ်းနဲ့မတန်းရိုးဖြစ်ကစားရတယ်။ညာချမ်းမှာ Brandon Johnson ရှိတယ်ဆိုတဲ့ပုံစံမျိုးတော့ Evanette နေ့မှာစပြီးပြောင်းလဲတာကိုတော့တွေ့ရပါတယ်။ဒါကတော့နောက်ပိုင်းပြောင်းလဲလေးပေါ့လေ။ဒီ Queen နဲ့ Nemesis Ro နှစ်ယောက်ကတော့ဒီပါပစားထက်ဆိုင်ရင်တော့ဘန်ဒကာကိုကတော့ Roman Frank ကပို့ပြီးတော့ကြိုက်မှာပဲ။သူသူကလည်းဒီဟာဟို Brandon ဒီတိုက်ဆက်ကိုတော့ဒီ vertical pass တွေထွက်တာနည်းမှန်းလဲသူတို့ကသိတယ်ဒါပေမဲ့ तू က address ကိုတော့မယူမှာမဟုတ်ဘူး तू သူ့ရဲ့ဒီ philosophy အတိုင်းပေါ့နော်ဒီ solidarity ကိုအာအာပြုတဲ့အတွေးခေါ်အတိုင်းပဲဒီနှစ်ယောက်ကိုတော့ဆက်ပြီးသုံးွားလိမ့်မယ်တို့တော့ကျွန်တော်မြင်ပါတယ်ကိုယ်ဟုတ်ပါတယ်ဟိုတော့မဲ့ friend ကတကယ်တော့ तू အသင်းကိုဒါ brand ပုံမှာပဲကြည့်ကြည့်အခုလက်ရှိဒီ spa မှာပဲကြည့်သူ့ရဲ့ဒီ solidarity ဘိုင်းနဲ့ဟို stability ဘိုင်းကိုတော့ပို့ပြီးတော့ဟိုဘယ်လိုပြောမလဲ focus ထားတယ်ပေါ့လေ focus ထားတယ်ဆိုတော့ဟုတ်ကဲ့ပါဒါ chelsea ဟိုတကယ်တော့ဒီ spa အသင်းကလည်း ဟိုလက်ရှိမှာဒါဟိုပြိတ်သက်တည်းရသူတို့ရဲ့ဒီစောဆောင်ရပိုင်းဒီဟိုတိုက်စစ်ပိုင်းကိုအရင်အားမလို့အောင်မြဖြစ်နေမြဲတကယ်တော့ပရီးမီးယားလိမှာကဒီ open play ကနေဂိုးရတဲ့အထက်မှာဒါစပါအသင်းကအားကောင်းဆုံးဖြစ်နေပေါ့လေအဲ့အချက်လေးကတော့နယ်လီအန်ဟောစာကျွန်တော်ဟိုသွားပြီးတွေ့ရတယ်ပေါ့လေအဲ့တော့ဟိုချဲစီတင်းရလည်းတကယ်တော့ဒါပြီးခဲ့တဲ့ဟိုဆန်နာလန်းနယ်ပွဲမှာတော်တော်လေးဟိုဟိုအားနေခဲ့တယ်ပေါ့လေအထူးအထူးသဖြင့်သူ့ရဲ့တိုက်စစ်ပိုင်းပေါ့ဟိုတော်တော်လေးလည်းအားနေခဲ့ပါတယ်အဲ့တော့ဟိုတကယ်တော့ဒါပြီးခဲ့တဲ့ကာရာဘောင်းမှာဒါလီယမ်ဒီလက်ဒါအနီကထိသွားတော့ဒါဟိုမိုင်းစကာအနေနဲ့ပေါ့လေဒါတော်တော်လေးဟိုစိတ်ပြက်လက်ပြက်ဖြစ်သွားတဲ့အနေထားမျိုးလေကျွန်တော်တွေ့ ွေးခဲ့ရတယ်ဆိုတော့အခုလက်ရှိမှာဒါဟိုအသင်းမှာရှိတဲ့ဒီတိုက်စစ်မှုစစ်စစ်ဆိုလဲဒီဂျာဟိုပထိုကလည်းဒီနောက်ဆုံး၄ဘွဲ့မှာလည်းဟိုကိုပေါ့ဟိုဘယ်လိုပြောပေါင်ပတ်သက်မှုလည်းမရှိဘူးပေါ့လေအဲ့တော့တော်တော်လေးဟိုအားနည်းနေရဆိုတော့ချဲစီနေတဲ့ဒီပွဲအတွက်ကောဒါဟိုသူတို့ရဲ့တိုက်စစ်ပိုင်းဘယ်လိုမျိုးအပြောင်းလဲလှုပ်လာနိုင်လဲဆိုတာဒါစီးသွားဆက်ပြီးဆွေးနွေးပြပါအောင်ဗျ um roof နဲ့ပွဲကနဝတန်ဒီက anzo maras ka ကိုအကြီးကျယ်စိတ်ပြတ်စေခဲ့တယ်ပေါ့နော် lnd lab နဲ့ကျော်ပထရိုနှစ်ယောက်တွဲလိုက်ပေါ့နော်တယောက်ချင်းစီတော့သူတို့ဟာ ဟိုဘာမှဟုတ်ချင်မှာဟုတ်မှာဒါပေမဲ့သူတို့နှစ်ယောက်တွေ့လိုက်တဲ့အခါမှာသူတို့ရဲ့ကစားပုံသူတို့ရဲ့ရွေးချယ်မှုကเชลซีရဲ့တောင်ပန်နှစ်ဖက်စလုံးကိုရောပြီးတော့เชลซีရဲ့ဒီအနောက်ကအန်ဆိုဖာနန်ဒက်စ်တို့ကိုရောပို့ပြီးတော့ဟိုကြွတ်တက်အောင်ကစားပြနိုင်တယ်ပေါ့နော်အဲ့တော့အခုအဲ့ option မရှိတော့နည်းနည်းလေးတော့ခေါင်းခဲเสียဖြစ်သွားတယ်ဘယ်သူတော့မလဲပေါ့နော်မက်ဂီယူကပြီးခဲ့တဲ့ဆနာလက်နဲ့ပွဲမှာတုံးခဲ့ဒါပေမဲ့အဲနည်းနည်းပြင်းပြင်းထန်ထန်ပြောရရင်သုံးစားမရခဲ့ဘူးပေါ့နော်အဲ့ရှေ့ပွဲတွေမှာတော့ကြာတော့ကောင်းတယ်ပေါ့နီ Champions League မှာ IS နဲ့ပွဲမှာလည်းအဆင်ပြေတယ် Liverpool နဲ့ သုံးတော့လည်းအဆင်ပြေတော့တရန် forest နဲ့ပွဲမှာလည်းအဆင်ပြေဒါပေမဲ့ပြီးခဲ့တဲ့နောက်ဆုံးပွဲတော့ထောက်သုံးတော့သုံးစားမရတော့ပြန်ဖြစ်သွားတယ်အဲ့တော့ဟိုစောင့်ကြည့်ရမယ်ပေါ့နော်သူတို့ဘလို့သုံးမလဲပေါ့ Mackie U အတွက်တော့ဒီ spy ရဲ့ cancel နှစ်ယောက်အတွဲကခင်းချုံနိုင်တဲ့ကြောက်ဖို့ကောင်းတဲ့ cancel အတွဲတော့ဖြစ်နေတယ်အဲ့တော့ Mackie U ပဲသုံးမလားသို့မဟုတ်ဒီ wolf နဲ့ပွဲတော့လို့ tyre george ကိုသုံးသွားမလားပေါ့အဲ့တော့ဒီတစ်ချက်ကိုတော့ဟိုစောင့်ကြည့်ဖို့ရှိတယ်ဒါပေမဲ့ဘသူသုံးသုံး lnd lab လောက်တော့ အတွဲဖက်မမိဘူးပေါ့နော်ဂျော်ဘက်ဒရိုနဲ့အတွဲဖက်မမိဘူးလို့ယူဆရတယ်ဒါကတော့တစ်ချက်ပေါ့လေတိုက်ဆက်ပိုင်ပြီးတော့သူတို့ရဲ့ဒီတောင်မန်ကစားပုံကလည်းအရေးကြီးလာတယ်ပေါ့နော်အဲ့တော့ Astervar ပက်ထရိုနက်တို့သူတို့ကိုသုံးဆွဲမယ်ဆိုရင်တော့ရင်းရင်းသုံးဆွဲမယ်ဆိုရင်တော့ပိုကောင်းနိုင်တယ်လို့ကျွန်တော်ကယူဆတယ်ပေါ့အဲ့တော့ Chelsea ရဲ့တိုက်စစ်ကကျွန်တော်နေရာကြီးဟိုခွဲမပြောဘဲနဲ့အကုန်လုံး overall တိုက်စစ်အနေနဲ့ကြည့်မယ်ဆိုရင်တောင်မန်တိုက်စစ်ကလည်းအရေးပါတယ်တချို့ပွဲတွေမှာဥပမာကနချိုပဲဖြစ်ဖြစ် ဘိုင်းဘိုင်းတို့ guidance ပဲဖြစ်ဖြစ်ပေါ့နော်ဒီရာဒီမှာဆိုရင်ပက်တော့မမသိပြီးအားမကိုရအောင်အဲ့အဲ့လိုမျိုးဖြစ်နေတဲ့အနေအထားကဒီ overall dice ဆိုတော့ဆိုရင်လည်းကျင်အဆင်မပြေဘူးပေါ့နော်အဲ့တော့ server ကလုံးဝပွဲထွက်သုံးတဲ့ regular starter အနေအထားမှာရှိရလို့ကျွန်တော်ကတော့ယုံကြည်တယ်အဲ့တော့ server သုံးမဲ့ patronet ကိုသုံးမဲ့ဆိုရင်ဒီ job patronet အတူပို့ပြီးတော့ကြွတ်တက်နိုင်တယ်အဲ့လိုမဟုတ်ဘဲနဲ့ဒီနောက်ထပ်ချင်းကပ်ပုံတစ်မျိုးပေါ့နော်ချင်းကပ်ပုံတစ်မျိုးကကြတော့ အသင်းကြီးရင်းနဲ့ပွဲတွေမှာဒီဘော်ရက်ကချင်းကက်လေးရှိတယ်ဂျိုဘဒရူကတော့တိုက်စစ်မှာအထောင်ကစားလိုက်မယ်နံပါတ်10မှာအန်ဆိုရှိမယ်ပြီးတပယ်ဖက်ဖို့မှာကိုင်စီတိုနဲ့နောက်တစ်ယောက်တွဲမယ်ပေါ့နော်နောက်တစ်ယောက်ကတော့ရိုမီယိုလာဗီယာလည်းဖြစ်နိုင်တယ်အန်ဒရီဆန်တိုစ်လည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ဒီယာစီဆာတော့သုံးခဲ့တယ်မလို့ဂူစတိုတို့ရီချိန်းစ်တို့လည်းဖြစ်နိုင်တယ်အဲ့ option ကတော့ဒါချဲစီအတွက်ပို့ပြီးတော့ save ဖြစ်တဲ့ option တစ်ခုပေါ့နော်အသင်းကြီးရင်းနဲ့သုံးဆွဲလေးရှိတဲ့ save ဖြစ်တဲ့ option တစ်ခုလို့တော့ကျွန်တော်ကတော့ယူဆတယ်အဲ့တော့ဒီပွဲကို ဟိုဘယ်လိုမျိုးချင်းကက်လာမလဲဆိုတော့လည်းလည်းတဲလွန်စာကောက်ဖို့လည်းနည်းနည်းခက်နေသေးရပါတော့ press conference လည်းမလာသေးဘူးဆိုတော့တဲလွန်စာကောက်ဖို့နည်းနည်းလေးခက်နေပဲပဲကျဲစီမှာအဲ့ဒီနှမျိုးရှိရလို့ယူဆတယ်အဲ့တော့အဲ့ဒီနှမျိုးမှာဘာကအရေးကြီးတယ်လဲဆိုတော့ဒီတောင်ပန်တွေတိုက်စစ်အထောင်ကအရင်မကောင်းဆိုတော့တောင်ပန်တွေလှုပ်ဖို့လိုတယ်ပေါ့နော်အဲ့တော့ကျဲစီရဲ့ကစားဟန်မှာကျွန်တော်အနေနဲ့အဲ့ဒီအချက်တွေက key ဖြစ်တယ်လို့ယူဆမိပါတယ်ဟုတ်ကဲ့ပါဒါကစီသူပြောနေပဲပေါ့နော်အဓိကဒီ Chelsea အသင်းရဲ့ တိုက်စင်မှာတော့ဒါကျွန်တော်တို့ဒါပြီးခဲ့တဲ့လီဗာပူးနဲ့ပွဲဟိုပွဲစဉ်အရလို့ပေါ့လေဒါ region ပဲဖြစ်လက်တာဟိုကဂူစတိုပဲဖြစ်ဖြစ်ဒါကွင်းလမ်းမှာထားပြီးကစားမယ်ဆိုရင်ဒါဘလိုပဲပြောပြောဟိုအန်ဆိုနေနဲ့ဒါဟိုနံပါတ်10ရိုးနေရာထိဒါတက်ပြီးကစားလို့ရတယ်ပေါ့လေအဲ့တော့ဒီလိုမှမဟုတ်ရင်တော့ဒီဟိုဟာဟို ပထိုနေတို့ဒါတောင်ပိုင်းမှာထားပြီးတော့ဒါအစာဘောင်းတော့ဒါနံပါတ်10လို့နေမှာထားပြီးတော့သူတိုက်စစ်ပိုင်းကိုအဓိကဟိုဥတည်ကစားမယ်ဆိုရင်ဒါကစားလို့ရတဲ့အနေထားမျိုးဆိုတော့ဒါ Chelsea အတွက်ကတော့ဟို Lian Dile မပါပါမယ်လေသူ့မှာတော့ရုပ်ဖြည့်စရာကြီးတော့ရှိနေပါလေဒါမှမဟုတ်ခုရှိတာကဒီစပါးသင်းပေါ့လေဟိုစပါးသင်းမှာကအခုလက်ရှိမှာကဒီဘယ်လိုပြောမလဲဟိုခန်းစစ်ပိုင်းမှာလည်းအဲ့လောက်ဒီဟိုရွေးချယ်တဲ့အဲ့လောက်ကြီးများမနေဘူးလေဟိုတန်ရပြပြရရှိနေတယ်နောက်က Christian Romero ကလည်းဒီဘက်ဘာဖို့မတည်ကြဘူးပေါ့လေဘာဘူးလဲဟိုမရှိဘူးပေါ့လေအဲ့တော့ ဟိုအဓိကတော့ဒီစမားသင်တိုက်စစ်ပိုင်းမှာပေါ့ဥမာဟိုပြီးခဲ့တဲ့ပွဲမှာဆိုလဲဒါသူတို့အပြောင်းလဲလုတ်သွားတာဒါကူတူးကိုကနံပါတ်10လို့နေမှာသုံးသွားတယ်တကယ်တော့ဟိုကူတူးနဲ့ဒီဘရီနန်ဂျိုဆန်ရဲ့ဒီတောင်မန်တစုံကိုသုံးလိုက်မယ်ဆိုရင်တော့ဟိုစပားသင်ရဲ့တိုက်ဆက်ကပိုပြီးအားကောင်းသွားမလားပေါ့လေဟိုဟိုဆိုလိုချင်တာကဒီတိုက်ဆက်ဒီနံပါတ်9နေမှာကဟိုဆူလန်ကီပဲဖြစ်ဖြစ်ရစ်ချတ်ဆန်ပဲဖြစ်ဖြစ်ဒါနှစ်ယောက်ထားပြီးသုံးလို့ရတယ်အဲ့လို အဲ့အတိုင်းပဲဒါမှမဟုတ်တခုရှိတာကဟို Tom Friend အနေနဲ့ကဒါဟိုစုံလင်ကင်ကိုတော့အဲ့လောက်ဒီသဘောမကျဘူးလို့တော့ကျွန်တော်တို့အရေးရောင်နေလဲတွေ့နေရပါလို့အဲ့တော့စပါးသင်းနေတဲ့ဒီဘက်မှာနိုင်ရပါဆိုရင်သူတို့ရဲ့တိုက်စစ်ပိုင်းအခင်းချင်းကိုဘလို့အပြောင်းလဲလောက်လာနိုင်လဲဘယ်ကစားသမားတွေကအသင့်တော်လို့ဖြစ်မယ်ထင်လဲပြအဲ့ဒါကိုကောင်းတဲ့ဆက်ပြီးတော့သူနည်းပြပါအောင်အိမ်ဝင်လဲဖြစ်တဲ့အခါကျတော့အနိုင်အတွက်စဉ်းစားမယ်ဆိုရင်တော့ခုနကကိုဝင်ပြောခဲ့တဲ့အတိုင်းပေါ့နော်ဒီတပယ်စစ်နှစ်ယောက်မှာဒီဘန္ဒကာရောပလင်ညာရောမှာဘန္ဒကာကိုဖြုတ်ပြီးတော့ဒီ SARS ကိုသုံးတာမျိုး ဟိုအဲ့လိုမျိုးကစားလို့ရတယ်ပြီးတော့ဒီဇာဗီဆိုင်မွန်ကိုနံပါတ်10တို့ကစားတာတဲ့အခုနောက်ပိုင်းသူတို့ပွဲတွေမှာကစားခဲ့တဲ့ဒီကူဒုစ်ကိုနံပါတ်10တို့ကစားတာတော့ကျွန်တော်အနေနဲ့ပို့ပြီးတော့သဘောကျမိတယ်ကစားပုံတိုက်ဆက်ကစားပုံလည်းပို့ပြီးတက်တာကိုတွေ့ရတယ်ဇာဗီဆိုင်မွန်အနေနဲ့လည်းဒီတောင်ပန်းကနေကွင်းလယ်ထဲကွင်းကစားတဲ့အနေထားမှာပို့ပြီးတော့ space ရတာကိုလည်းတွေ့ရတယ်အဓိကခုနကျွန်တော်ပြောခဲ့လို့ပေါ့သူတို့နှစ်ယောက်ရဲ့ဒီကစားတဲ့နေရာရဲ့နီးွားတဲ့အခါမျိုးမှာတိုက်ဆက်ကိုဒီဒီကိုလိုမိုအာနီကိုပံ့ပိုးမှုလေးပို့ပြီးအားကောင်းတာကိုလည်းတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီ တကယ်တော့သူတို့ရှိမှာဒီ vertical pass တွေထွက်တယ် progresses ကို carry နဲ့ or pass နဲ့ရောကစားနိုင်တယ်ကစားသမားတယောက်တော့ရှိတယ်လောကနှုံးလည်းကောင်းတယ်ဒီ pass ball ပေါ့နော်အဲဒီကစားသမားကိုတော့ဟိုဒီပွဲထွက် line နဲ့နေနဲ့မဟုတ်ရင်တောင်မှဒီပွဲချိန်မိနစ်30လောက်ဒုတိယပိုင်းမိနစ်60လောက်မှာစပြီးတော့လဲပြီးတော့အနိုင်ရလက်ကိုဖော်ဆောင်မှုဆိုရင်ဒီကစားသမားကိုတော့အသုံးပြုဖို့လိုမယ်လို့တော့ကျွန်တော်မြင်တယ်ဒါပေမဲ့ပွဲထွက် line နဲ့မှာတော့ pass ball ကပါလိုက်မယ်လို့တော့ကျွန်တော်မမြင်ဘူးပေါ့နော်အတိုက်ဆက်မှာတော့ဒီဒီဆိုလန်ကီကဒဏ်ရရနေတာထင်တယ်ဒီ rigelison ကိုလည်းသူအဲ့လောက်ကြီးသုံးမယ်မထင်ဘူးဒီကိုလိုမူအာနီရဲ့ အထောင်တိုက်ဆက်ဖြစ်လာမယ်ဇာဗီဆိုင်မွန်ဒီနံပါတ်1ရိုးမှာကိုစုညာချမ်းမှာဒီဘရန်နဂျွန်ဆင်ကိုပုတ်ထွက်လာလိမ့်မယ်လို့တော့မြင်တယ်ဒီဒီဘက်ဆက်ကတော့ဘန်ဒန်ဂါနဲ့ဒီပလင်ညာဖြစ်ရင်ဖြစ်မဖြစ်ရင်ဒီဆာဂျက်ပလင်ညာနဲ့ပေါ့နော်ဒီလိုပုံစံမျိုးပုတ်ထွက်လာမျိုးထင်ပါတယ်ဒီနောက်တန်းကတော့သိပြီမရှိပါဘူးဒီဒန်းဆိုရဒီဗန်ဒီဗန်ပြန်ပါလာမယ်နော်ဆန်တာဘန်ရောဒီဒန်းဆိုရဗန်ဒီဗန်ရဒီ side back တွေကတော့ဒီ spans ရဒီဘက်ကပက်ထရိုပေါ်ရရပဲရှိမယ်ပေါ့နော်ဟုတ်ဟုတ်ကဲ့ဒါပြီးခဲ့တဲ့ဂျိုင်းရတကဒီကိုကာဘွန်ဖလားပွဲမှာလဲ ဟိုပလင်ညာဘက်သုံးသွားတာပေါ့လေအဲ့တော့ဟိုဘန်နက်ကတော့တေချာပါလေဒီဘက်ကိုပြန်ပါဘူးတော့များတယ်ပေါ့လေအဲ့တော့တေချာတော့ဒီနှစ်သိန်းသလုံးမှာကဟိုသူ့အနေနဲ့သူတော့ဟို option တွေကနည်းနည်းနည်းနေရပေါ့လေအဲ့လိုပဲ Chelsea မှာလည်းသူ့အနေနဲ့သူပိုးပဲပြစ်တန်နေရောဒိုင်းပဒနာကြီးရရှိနေတယ်အဲ့တော့ Chelsea ဟိုစပါအသင်းမှာလည်းဒီတိုင်းပဲပေါ့လေအဲ့တော့ဟိုစီးသူနေဟိုနောက်ဆုံးနေဆက်ပြီးပြောပြပေါ့ဗျာဒီဘွဲအတွက်ဟိုဘလို့ချက်တရဟိုဟိုအရေးပါလာနိုင်လဲဆိုတော့ဆက်ပြီးပြောပြပေါ့ဗျာဟုတ်ကဲ့ဒီ Chelsea အသင်းအနေနဲ့သူတို့ရဲ့အားနည်းချက်တွေကို ့ဘယ်လိုကောင်တာပြန်လုပ်မလဲပေါ့နော်အဲဒီခုနဒီလောင်းဘောတွေပြီးတော့လောင်းသူတို့တွေပြီးတော့ဆက်ပီးတွေပေါ့နော်ဒီနေရာတွေမှာအားနေတာကတော့ချစ်ချင်းပြောင်းလဲဖို့မလွယ်ဘူးအဲ့တော့ဂွာဒီယိုလာပြောတဲ့ဇာကားနဲ့ပြောရမယ်ဆိုရင်အဲ့လိုလက်ပစ်ဘောတွေတောင်းကန်ဘောတွေအနေထားတွေကို short ချဖို့ဆိုရင်ဘွဲကို control ရဖို့လိုတယ်ပေါ့နော်အဲ့တော့ Chelsea အနေနဲ့ဘွဲကို control ရအောင်ဟိုကစားနိုင်မယ်ဆိုရင်ခုန events တွေဒီ Spartan ကြိုက်တဲ့ events တွေကို short ချနိုင်နိုင်မယ် ဒါကတော့တက်ချက်ပေါ့နော်ပြီးတော့ Chelsea ကဘောလုံးကစားတဲ့ခါမှာ central progression ကိုအဓိကအားပြုတယ်ပေါ့နော်ကွင်းလေဒါအလေကြောတဲ့ကနေဘောလုံးတက်သွားတာများတယ်အဲ့တော့အဲ့လိုမျိုးတက်သွားခြင်းကဘာသွားဖြစ်တယ်လဲဆိုတော့ကွင်းလေမှာညှိညှိပြီးတော့ပြက်ပြီးတော့ဟိုပြန်လေထိုးပေါက်ခံရတဲ့အနေအထားမျိုးတွေကျွန်တော်တို့မြင်တွေ့ရတယ်ပေါ့နော်အဲ့တော့ဂိုးတွေလည်းပေးနေရတယ်အဲ့လိုပုံစံမျိုးနဲ့မကြခဏပေါ့နော်အဲ့တော့အဲ့ central progression ကိုပို့ပြီးတော့ခိုင်မအောင်တိစောက်ဖို့လိုတယ် Chelsea ရဲ့ cancel line ကလည်းအဲ့ဒါကို ကာခွေတားစီပေါ်ကတော်တော်ညံ့နေပြီးခဲ့တဲ့ရာသီကထက်တော့ပိုညံ့လာတော့တွေ့ရအဲ့တော့အဲ့အဲ့ဒီအချက်ကိုပြင်ဆင်ဖို့လိုအပ်တယ်ဒါကအရေးကြီးတဲ့အချက်ပေါ့နော်ပြီးတော့ဒီတိုက်စစ်ပိုင်းမှာကတော့စပါဟာခန်စစ်ကတော်တော်လေးကစားအကောင်းတယ်ခန်စစ်အရန်ကြီးကောင်းနေတာပေါ့ဒါပေမဲ့ခန်စစ်ကစားတော်တော်ကောင်းတယ်အဲ့တော့ Chelsea ကစားရချက်လေးရှိတဲ့ကစားပေါ့ပေါ့နော် Chelsea ကစားသမားတွေတိတ်ပြီးတော့အမ်ကစားရခွင့်မတည့်တဲ့ကစားပေါ့မဖဲလင်ညောဘန်တန်ကိုကဘန်တန်ကိုကမဟုတ်ရင်တော့ဒီပပိမတ်တာဆိုတာသူတို့ကိုတုံးတဲ့အခါမှာမင်းမစဟုတ် သူတို့ကတော်တော်လေး action defensive action တော်တော်များတယ်လောကလုံးတော်တော်ကောင်းတယ်ခန်းစစ်ကလည်း van der van တို့ dan so တို့ကဒီအဲ့ war rate ကတော်တော်လေးကောင်းတယ်ပေါ့နော်အဲ့တော့ chelsea အနေနဲ့ဒါဒီအပိုင်းတွေမှာဒါရုံးကန်ရနိုင်တယ်ပေါ့နော်အဲ့တော့ spa thing ဘက်ကကြာတော့ spa thing ဘက်ကဘာအရေးကြီးလဲဆိုတော့ကျွန်တော်ဒါ everton နဲ့ပွဲကအနေထားကိုအခြေခံပြီးပြောမယ်ဆိုရင် everton နဲ့ပွဲတော့ကဒီ kudus ကိုအလဲကိုထည့်လိုက်တယ်ပေါ့နော် ပြီးတော့ဒီ service simons ကဘယ်မှာရှိတယ်အညာမ brandon johnson ရှိတယ်ဒါပေမဲ့သူတို့ရဲ့ ball progression ပုံစံကိုပြောင်းလိုက်တာတော့မှန်တယ်အဲဒီ kansas က3 shape ဖြစ်သွားတယ် patro poro ကဒီဟိုဘောလုံးကို progressor အနေနဲ့ကစားသွားတယ်မျိုးကျွန်တော်မြင်ရတယ်ပေါ့နော်ဘောလုံးရှေ့ကိုအဓိကပြဖို့သူအနေဖြင့်ကစားတာမြင်ရဘာလို့လဲဆိုတော့အရင်တော့ကဒီ romero ကအဲ့လုတ်တွေအများကြီးလုတ်တော့အခု romero မပါတော့ danso ရဲ့ဒီ ball playing စွမ်းဆောင်ကြီးကအကန့်အသတ်ရှိတယ်ပေါ့နော်အဲ့တော့ဒီလိုအနေထားလေးတွေပြောင်းတာတွေ့ရတယ်ဒါပေမဲ့ တကယ်တမ်းပွဲကိုဦးဆောင်သွားတာက Everton ပေါ့နော်စပါးဟာ idea ကိုမြင်ရတယ်ဒါပေမဲ့အဲ့ idea ကို execution လုပ်တဲ့ဟာကအရင်ကြီးသိပြီးတော့ဟိုသူတို့ရဲ့အားသာချက်နဲ့ match မဖြစ်ဘူးလို့ယူဆလို့ရတယ်အဲ့လိုယူဆနိုင်တဲ့ scenario လေးမြင်ရတယ်ပေါ့နော်အဲ့အရှိပွဲတွေကကြာဘာလို့လဲဆိုတော့ Kudus ကညာတောင်မှာမှာရှိတယ်ညာတောင်မှာရှိပြီဘာဘာအဓိကလုပ်လို့လဲဆိုတော့ညာတောင်မှာက Patro Porro ရှေ့တက်တယ်အဲ့တောင်မှာကလည်းရောက်တွဲပြီးတော့ crossing နဲ့တောက်လျှောက်တင်တာပေါ့နော် crossing နဲ့တောက်လျှောက်တင်ပြီးခေါင်းတိုင်အတိုင်းမတိုင်ပြန်ကြလာတဲ့ဘောလုံးတွေကိုဒါကောက်ယူပြီးတော့ နောက်ထပ်တစ်ဆင့်ကိုဆက်ကစားတယ်အဲ့တော့နောက်ထပ်တစ်ဆင့်ကိုဆက်ကစားမကိုးရင်တောင်မှကန်နဲ့ကန်ထိပြီးထွက်ကော်နာရကော်နာကနေထက်တင်အဲ့လို model ကိုသွားတယ်ပေါ့နော်အဲ့တော့အဲ့အရှိန် model ကကြတော့ဟိုသူတို့ရဲ့အာသာချက်နဲ့ကြိုက်တယ်စပါကျွမ်းကျင်တဲ့ပုံစံသူတို့ဒီစပါရဲ့လက်ရှိရှိနေတဲ့ကစားသမားတွေကျွမ်းကျင်တဲ့ပုံစံဖြစ်တယ်ပေါ့နော်အခုနောက်ပိုင်းဒီပရိသတ်တွေကလည်းအရန် or စပါရဲ့ဒီကစားဟန်ကအတင်းကြီးမဆန်ဘူးပေါ့လေအတင်းကြီးမဆန်ဘူးတစ်ချိန်လုံးကူဒုစ်ကိုပေးတယ်ကူဒုစ်ကလိန်ပြီးတော့ပနတီရီကပဲဖျက်တင်နေတယ် ဒါကြီးက sustainable model မဖြစ်ဘူးပေါ့နော်ဒီထောက်ပြချက်တွေကလည်းမှတ်ကန်တယ်အဲ့ဒီခါမှာ Thomas Frank အနေနဲ့နည်းနည်းလေးပြောင်းဖို့လုပ်နေအောင်မြင်ရတယ်ဒါပေမဲ့အဲ့ပြောင်းဖို့လုပ်နေတာက Everton ရဲ့ပွဲမှာတော့အလုပ်သိမ့်မဖြစ်ခဲ့တာကိုတွေ့ရတယ် Everton ပူကောင်းခဲ့လို့ဒါကစားပုံအဖြစ်ရည်ပူရသတ်မှတ်လို့ရတယ်ပေါ့နော်အဲ့တော့ Spa ဟာအဲ့ဒီအပိုင်းဆောင်ကြည့်ဖို့လိုတယ်ကိုတကယ်ကျွမ်းကျင်နိုင်နေတဲ့ပိုင်နိုင်တဲ့လက်နက်နဲ့ဒီပွဲကိုကစားမလားပေါ့နော်သူတို့ Manchester City တို့ဘာလို့ကစားသွားတာလဲဒီကိုကျွမ်းကျင်နိုင်နေတဲ့လက်နက်နဲ့ကစားသွားပြီးသူတို့အနိုင်ယူခဲ့တယ်ဒါမှမဟုတ် ဒီနည်းနည်းလေးဝေဖန်တဲ့ညံရဲ့အနေထားမှာအခုနောက်ဆုံးပွဲဆိုလည်းနျူကတ်ဆန်ရဲ့ပွဲမှာလည်းသူတို့ရဲ့ဒီဘောလုံးကစားဟန်ပိုကောင်းလာတာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့အဲ့လိုဘက်ကိုသွားမလားအဲ့အဲ့ဒါရဲ့ရွေးချယ်မှုပေါ်မှုတည်ပြီးတော့စပါရဲ့ခြေစွမ်းကိုကျွန်တော်တို့ဟိုမြင်ရလိမ့်မယ်ဒီပွဲရဲ့ရလက်ကိုပေါ့နော်ကျွန်တော်ကတော့စပါကိုဒါကျွန်တော်ရဲ့ခံစားချက်ကျွန်တော်ရဲ့အမြင်ကတော့စပါကိုကိုကျွမ်းကျင်တဲ့ဒီလက်နဲ့သွားတာဒီရှားလက်ထုစစ်ဖို့ပို့ပြီးတော့နှီးဆက်တယ်လို့ယူဆတယ်ပေါ့နော်ဒါမှမဟုတ်လေရေရှည်အတွက်ပေါ့နော်သူတို့တိဆောက်ချင်တယ်ဆိုရင်တော့ရှားလက်ပိုင်းကိုဒါအရင်ငယ်မိထားဖို့ ဟိုလိုလိုက်မယ်လို့ထင်ပါတယ်ဗျဟုတ်ပါဒါဟိုကောင်းကောင်းစကလည်းဆက်ပြီးပြောပြပါအောင်ဗျဒီစပါအနေနဲ့ပေါ့လေအထူးသဖြင့်ဒီရာသီမှာဒါတို့အာဂိုရဂျီနောက်ဆုံးဟိုဒက်လိုင်းတွေမရောက်ခင်မှာပေါ့လေခေါ်ထားတဲ့ဒါဇာဗီဆိုင်မွန်ရဲ့ဟိုရိုးလင်းနဲ့ပတ်သက်ပြီးပေါ့ဒီဒီဘွဲမှာတကယ်လို့ပါလာနိုင်မယ်ဆိုရင်ရောသူ့ရဲ့ခန်းခန်းနာဘလူးရှိမြဲတကယ်လို့ဟိုဇာဗီဆိုင်မွန်နေနဲ့ဟိုဘလူးအနေထားမျိုးကပါလာလို့ရှိရင်အကောင်းဆုံးဖြစ်လာနိုင်မယ်ဆိုတော့ဒါကောင်းတယ်ဆက်ပြီးပြောပြပါအောင်ဗျအဲဇာဗီဆိုင်မွန်အနေနဲ့ကတော့ဒီခုနပြောတော့ဘနက်ကူအာနဲ့ဒီ ဒီပယ်လင်ညာနဲ့တပယ်ဆက်အတွဲအရှိမှာတော့သူကစားဖို့နည်းလေးကြုံးကန်နိုင်တယ်ပြီးတော့သူတို့ကစားတဲ့တပယ်ဆက်ကနည်းနည်း horizon နဲ့အတန်းလိုက်များတယ်ဒီတယောက်ကဘဏ္ဍကာကဒီတပယ် sorry ဒီစန္ဒဘက်နှစ်ယောက်ကြားတဲ့ကိုစင်းကြီးဘလုံးယူတဲ့အခါတွေမှာလဲဒီမတည်တတ်တာကိုတွေ့ရတယ်ပေါ့နော်ဒီ lead နဲ့နေမှာဆိုလဲဒါဟို ကိုပေးလိုက်ရတယ်အဲ့လိုပုံစံတန်ဟိုက်တန်ရိုဘာဖြစ်သွားတဲ့ပုံစံမျိုးအဲ့လိုပဲသူတို့နှစ်ယောက်ကဟိုတစ်ယောက်ကနောက်ဆင်းတစ်ယောက်ကဒီပုံမှန်တိုင်းနေဆိုတာနဲ့အားနေတယ်လို့ဒီပလင်ညာနေခဲ့ပြီးတော့ဒီဘန်ဒကာတက်ပြီးတော့ကစားတဲ့ပုံစံမှာလည်းအားနေတယ်အဲ့လိုအားနေတဲ့အခြေအနေထားမျိုးမှာဒီဒီနံပါတ်10ရိုးပွဲအများစုမှာကစားခဲ့ရတဲ့ဇာဗီဆိုင်မွန်နဲ့တွဲရတဲ့ပုံစံနည်းနေအောင်နော်ဇာဗီဆိုင်မွန်ကတော့ဒီ pocket area တွေကိုမကြာခဏဝင်ပြီးတော့ဘောလုံးတောင်းတာကိုတွေ့ရတယ်ဒါပေမဲ့ဘောလုံးကသူ့စီကိုရောက်မလာဘူးအဲ့သူ့ရဲ့ဘောလုံးအများစုကဒီကူရုစီကိုပဲတွားနေတာကိုတွေ့ရတယ် အဲဒါမဲ့ဒီနေ့ပွဲမှာတော့ဒါ basement လည်းဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်ခုနကပြောလို့ပဲဒီ Vanguard နဲ့ဒီဖလင်ညာအတွဲကိုပဲဆက်သုံးမယ်တစ်ဖက်က Chelsea ကိုကြည့်လိုက်တော့လေ Chelsea ရဲ့ကစားကွက်မှာကဟိုပြောမှဆိုရင်ဒီ Kukurea ကဒီဒီ ဘယ်လိုပြောလဲတက်စုံเนาะဒီဒီဒီ attacking တက်စုံတွေကိုဝင်ပြီးတော့သူတို့က3-1 set တမို့3-1 2-3ဆိုတဲ့ပုံစံမျိုးမှာဒီ3-1အရှိရ3နေရာမှာဒီ Kukureya ရဲ့ဒီ Anzo Fernandez ရဲ့ဒီဘက်က Gusto ရဲ့အဲအဲ့လို umbrella shape ပေါ့เนาะအဲ့ T out ပုံစံမှာမှာဒီဒီ Kaiser လို့လို့ပုံစံမျိုးကကစားတာဆိုတော့ဒီ ြောမယ်ဆိုရင်စပါးတင်ရဲ့ defense stat ဒီ between the line နဲ့ကို3ယောက်လောက်ဝင်ပြီးကစားတဲ့အနေအထားမျိုးမှာဒီပယ်လင်ညာနဲ့ဘဏ္ဍကသုံးတာပဲပို့ပြီးတော့ save ဖြစ်မယ်လို့တော့ကျွန်တော်ယူဆပါတယ်။ဇာဘီဆိုင်မွန်အနေနဲ့ကတော့ဒီပွဲမှာကျွန်တော်နံပါတ်10ကစားတာအထက်ဘယ်ချမ်းကစားတာကိုပို့ပြီးတော့ ဟိုဖြစ်စေခြင်းနဲ့ span နဲ့လည်းပို့ပြီးတော့နောက်ပိုင်းပွဲတွေမှာကြည့်ရတာအတွဲညိတယ်အတွဲညိတယ်သူတို့နှစ်ယောက်ပေးဖို့မှုတွေအများကြီးလုပ်နေတာမျိုးပြောချင်တာမဟုတ်ဘူးတယောက်ကဒီ wood ကိုထောက်ပေးတဲ့အချိန်မျိုးမှာတယောက်ကအတွင်းဝင်တဲ့အချိန်လေးတွေအဲ့အချိန်လေးတွေတွားပြီးမှန်တာကိုတွေ့ရတယ်ဇာဘီဆိုင်မွန်လည်းပို့ပြီးတော့ space ရတာကိုလည်းမြင်ရတယ်ဗောနော်အဲ့တော့ဒီဇာဘီဆိုင်မွန် address ဆိုရင်တော့ကောင်းမှုဆိုရင်တော့သူတယောက်တည်းကောင်းမှုဆိုတာလည်းသူ့စီကိုလည်းတကယ်ကို pass တွေရောက်လာဖို့လိုအပ်တယ်ဒါပေမဲ့ဒီဟာ basement ဖြစ်တဲ့အတွက်ဒီဟာကိုတော့ခဏမိထားပြီးတော့သူတောင်ပန်းနေပဲဒီဒီ spans တို့ဒီဘက်ကကျွန်တော်တို့ dancer တို့ရှိရနေပြီးတော့ဘလုံးလေးကိုပဲပို့မြှော်ပြီးတော့ တောင်ပန်းကနေပဲဘလုံးတောင်းတာပိုကောင်းတောင်းမှဆိုဒီ head space လောက်ပေါ့နော် head space လောက်ကနေဘလုံးတောင်းပြီးတော့ကစားတာပဲပို့ပြီးကောင်းမယ်လို့ထင်တယ်ဒါဒုတိယပိုင်း plan တော့ဒီ dedicated adjustment မှာတော့ကျွန်တော်ထပ်ပြီးတော့ကြည့်ရမှာပေါ့လေဟုတ်ဟုတ်ကဲ့ပါတကယ်လို့ဒါဟို Thomas Fan နေတာတုံရဲမဲ့တာဆိုရင်ဒါအခုလူလူတိုင်းကထောက်ပြနေပေါ့လေအခုဒီ number 6 group ကစားသမားဟိုနှစ်ယောက်ထက်တစ်ယောက်ပေါ့လေဒီကစားသမားနဲ့ဒါ very vulnerable တာတွင်သူတို့ရဲ့ queen လေးကပို့ပြီး balance ဖြစ်မယ်ဆိုပြီးတော့လူမျိုးထောက်ပြမှုလေးတုံ့တက်မှုလေးလည်းဟိုရှိတာဆိုတော့ဒီပွဲမှာတကယ်တော့ဟုတ်ကဲ့တကယ်တော့ဟိုဘယ်လိုပြောမလဲ နံပါတ်10ပါဗောနော်သူတို့ယာစီစတော့ဆို Perry Vol သုံးတယ်ဗောနော် Perry Vol ရဲ့ Public Matter စာရဲ့ပြီးတော့ဒီဖဲလင်းညာရဲ့ကိုသုံးတယ်ဗောနော်အဲ့လိုပုံစံမျိုးဟိုသုံးမယ်ဆိုရင်လည်းတကယ်က safe ဖြစ်တယ်ဗောလीအခုကတောင်မန်စားသမားတယောက်ကို Brandon Johnson ကိုထဲမှာဆိုမဟုတ်ပဲねဥမာညာမှာညာမှာခုတုရှိမယ်ဗောနော်အဲဒီ Xavi Simons ကဒါပဲမှာရှိမယ်ဗောနော် အလဲမှာဒါ Perry Vol လို့ကစားသမားကိုထည့်လိုက်မယ်ဆိုရင်အခုဟိုကျွန်တော်လက်ရှိမြင်နေရတဲ့ Spy ရဲ့အခင်းချင်းအရာဆိုရင်ဒါက Thomas Frank ဘက်ကလိုချင်တဲ့ဒီလုံခြုံမှုလည်းနီးစပ်တယ်လို့ပြည်သက်တွေလိုချင်တဲ့ဒီအသင်းကြီးဆန်မှုလည်းဘက်ကလည်းနီးစပ်ပဲပို့ပြီးတော့မျှတတဲ့နီလန်ဖြစ်နိုင်တယ်ပေါ့နော်ဒါပေမဲ့အဲ့ဒါကိုဘာလို့ဟိုမတုံးကြည့်လဲဆိုတာတော့ဟိုတိတ်ပြီးတော့ဟိုမတွေ့ရအောင်ဖြစ်နေတယ်ပေါ့လေ ဟုတ်ပါတယ်ဟိုဒါပေမဲ့အဲ့လိုအနေအထားမျိုးတွေဒါပြီးခဲ့တဲ့ဒီပွဲပွဲလေဒီကလပ်ပွဲမော် sorry ဒီပြည်တွင်းပွဲတပွဲမှာလာဒီချန်ပီယံလိပွဲတပွဲမှာလာကျွန်တော်တို့တွေ့တော့တွေ့ခဲ့ရသေးတယ်ဒါပေမဲ့အဲ့ဒါလည်းမင်းနဲ့အကြိုက်တော့မဟုတ်ပါဘူးဟိုခဏလေးတော့ဒီသုံးမဲ့ friend နဲ့ဆမ်းပြီးတော့သုံးသွားတွေ့ရတယ်ပေါ့လေတကယ်တော့ဒီစပါးရဲ့ဒီလက်ရှိဒီရသည်ပွဲကြီးလိုက်ရင်ကျွန်တော်တို့ဒီပြီးခဲ့တဲ့ဟိုချန်ပီယံလိမှာတေးကြသွားဒီမူနာကုန်းနဲ့ပွဲပြီးတော့ villa ကိုရှုံးတဲ့ပွဲဒီပွဲမှာတော့ဒါစပါးရဲ့စွမ်းဆောင်ရတော်တော်လေး ဟိုဘယ်လိုပြောမလဲအားမရဘူးပေါ့လေအဲ့တော့ဒီဘွဲမှာတော့ခြေစင်းနေပုံမှာတော့ဘယ်လိုမျိုးဟိုပြင်ဆင်လာမလဲဆိုတော့ကျွန်တော်ပွဲနေမှာအတူတူစောင့်ကြည့်ရအောင်ပါအခုလိုမျိုးပြပြဆုံဆုံဖြေချပေးရတဲ့အတွက်ဟိုကောင်းတဲ့ကိုရောစီတူရောအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာနောက်စီဒီမှာပြန်လည်ဆုံတွေ့ပါမယ်